ခုတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နွေရပြောင်းလေကြောင့် Liberty ရုပ်ထုကိုပြည်သစ်ကိုပြန်မေးလိုက်ဖို့အတွက်တောင်းဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားတွေရဲ့အပြောင်းအလဲတချို့ကြောင့်အမေရိကန်နိုင်ငံရဲ့အထိမ်းအမှတ်တစ်ခုလိုသတ်မှတ်ခံထားရတဲ့ Liberty ရုပ်ထုကိုမွေးရင်းပိုင်ဆိုင်နဲ့ပြည်သစ်နိုင်ငံကိုပြန်မေးတင်တယ်လို့ပြည်သစ်နိုင်ငံရေးသမားတအုပ်ဖြစ်တဲ့ Graphic Clement ကတောင်းဆိုလိုက်တယ်လို့သိရပါတယ်။ ဥရောပပါလီမန်မှာလည်းနေရာရရှိထားတဲ့ Rafael Clemen ကအမေရိကန်နိုင်ငံသားတက်ရှူဟာလူလက်နက်တမှုကနေဖက်ခွာသွားတာကြောင့်လီဗာဒီယုတ်ထုရဲ့တရုတ်ပကံနဲ့စတင်တဲ့တရားတော်လို့ဖြစ်နေတယ်လို့လီဗာဒီယုတ်ထုကိုပြန်မေးတဲ့နယ်လို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။လီဗာဒီယုတ်ထုကိုအမေရိကန်နိုင်ငံလက်လက်အရာရှိတဲ့ထိမှန်အနေနဲ့ပြည်ထောင်နိုင်ငံက1986ခုနှစ်မှာအမေရိကန်နိုင်ငံကိုလက်ဆောင်နေနေပေးခဲ့တာဖြစ်ပါတယ်။ ။ညာဘက်လက်ကမိရှူတောင်မြောက်ထားပြီးတော့ဘယ်ဘက်လက်ကစဲဆာကိုကင်ထားတဲ့လီဗာတီယုတ်တူဟာဂျော်မနဗျာတစ်ပါးဖြစ်တဲ့လီဗာတက်စ်ကိုကိုစားပြူးထုတ်လုပ်ထားတဲ့ပြည်သူတို့လည်းဖြစ်ပါတယ်။အမေရိကန်သမ္မတအိမ်တော်သတိထုတ်ပြန်ရာရှိဖြစ်တဲ့ကာအိုလိုက်လာရဘီကာစ်ပါငယ်ကူရဲ့ခေါင်းဆောင်ဖြစ်တဲ့ရာဖက်ကလမန်ဟာနိုင်ငံရေးလောကမှာပေါ်ပူလာဖြစ်တာကြောင့်ဒီလိုမျိုးပြောကြားခဲ့ရဖြစ်ပြီးဒီလိုနိုင်ငံရေးစတန်ဒပ်တာမျိုးကိုကိုကျိုးတက်ရွယ်သုံးချတဲ့မှုလို့ပြောကြားခဲ့ရလို့သိရပါတယ်ဒီသတင်းကိုတော့ညင်းကြောင်းပါပြပို့လာပါ